ါတော့သူတို့အညာပလာတာတုတ်လို့ခေါ်တဲ့ရေစကြိုတုတ်ပေါ့နော်ဟိုတယ် quality ရှိရဗျာဒီမော်ရမကုစင်းနဲ့အရွက်တွေထဲတုတ်တာတော့တွေ့ရအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအခုကျွန်တော်ရောက်နေတာတော့ဒါပြောစရာမလိုတော့တော့ဘူးထင်တယ်ဝေဒနာလည်းနဲ့ရေနာလည်းတောင်းမှကျွန်တော်ရောက်နေတာဒီနားမှာအရင်စားကောင်းတဲ့ဆိုင်လေးဆိုင်ရှိတယ်ဖွင့်တာကလည်းဒါတော့ကြာပြီးတော့သိရတယ်ဘယ်လောက်ကြာလဲတော့ကျွန်တော်ပြီးမှနည်းဆက်ဆွကြည့်မယ်ဘိုက်စာနေရမနဲ့စောစီဘာမှမသားစီစားမယ်လား โอ้มามีเนี่ยพี่ตัวดูเรียตรอจ้าดูย่าฮะจะเราย้ายไม่เนี่ยมา ดูไทยวะ အနိမင်္ဂလာပါမင်္ဂလာပါကျောင်းဒီဆိုင်နံပါတ်လေးနဲ့မိတ်ဆက်ပေးပါရတနာမုံမုံနိုင်မှာကျခုန10နှစ်လောက်ရှိပါတယ်10နှစ်လောက်ရှိပါဟုတ်ကဲ့10နှစ်ဒီကတော့အညာပလာတာတော့ရင်းနေကြီးတော့ရဩကြီးပလာတာတော့ကတော့လူတိုင်းညီမသိရအညာပလာတာတော့မျိုးရှိရဟုတ်တယ်အညာပလာတာတော့အဓိကတော့ရေးစကြိုပလာတာပေါ့ရေးစကြိုပလာတာဒါပေမဲ့ဒီကတော့အညာပလာတာတော့လို့ခေါ်ကြဟုတ်ကဲ့ဘုဘလော့ကလောက်လာတော့ကြအညာပလာတာတော့တကားမှမစားဘူးသူဒီမြဲမှာစားစားကြည့်ပါမယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ ဝါဒီဆိုင်မှာရတာတော့အညာပလာတာတုတ်လို့ခေါ်ရပြတယ်မပြေစိုးတုတ်လို့လည်းခေါ်ရဒါပေမဲ့တော်တော်များတော့အညာပလာတာတုတ်လို့ပဲခေါ်ရနန်းပြတုတ်ဘွဲမာတိုင်းနန်းကြီးတုတ်ဘွဲမာတိုင်းဘွင်းကတော့ကျွန်တော်တော်မပါမဖြစ်ပဲပေါ့နော်ကျွန်တော်မာရတယ်အစုံတုတ်တွေခေါက်ဆွဲတုတ်တွေအုံတုတ်ခေါက်ဆွဲတွေလည်းရသေးတယ်ဒါပေမဲ့အမြင့်ကြီးရင်ဆုံးရလို့ကျွန်တော်ရင်ဆွဲလိုက်ဒါတော့တို့အညာပလာတာတုတ်လို့ခေါ်တဲ့ရင်စကြိုတုတ်ပေါ့နော်ဒီတပွဲပေါ်မှာဗျာ၃00ပဲရောင်းလာစက်သားတွေလည်းအများကြီးပဲငွေကြီးစိတ်နဲ့ညှက်ထည့်ပေးလိုက်ဗျာအချင်းမညက်ခင်ကျွန်တော်လည်းဆွဲကြည့်လိုက် ပြီပလာတာတုံးနေတော့အရန်ကြီးတော့မစင်ဘူးဗျ။ရတာလေသူကနေသူတော့တမျိုးသွားကောင်းနေအောင်ပါနော်။ဘုံတို့ဟင်းလေးပါတယ်ပြီစက်သားလေးရလဲစားလို့ကောင်းတာစက်သားအနှစ်ပေါ့နော်စက်သားပါတယ်ပြီပလာတာလည်းကောင်းတယ်။ကျွန်တော်ကတော့ဒါမျိုးလေးဆိုလို့ရှိရင်ပူစီနန်ထည့်စားမှာပဲပူပြည့်စုံတယ်ဗျ။ဒါပေမဲ့ပူစီနန်တို့နန်နန်မင်းတို့မစားတဲ့အဖွဲရလဲတသက်ကိုရှိသေးတယ်။စက်သားလေးတော်နူးရသုံးရုပ်တရားနဲ့ဆက်နော်အဲ့တော့ကောင်းမှာမထင်ဘူး။ဟိုဟိုဘက်လေးကိုတခြားရိုက်ပြလာအမ။နော်အမအုံးထားနေတို့ဒါအခုဆိုလို့ရှိရင်မနေ့၈နိုင် ်လက်မလဲကိုတုတ်တဲ့သူဆိုစိတ်ယုတ်လက်လို့ပြင်တယ်ဘာဘာဘာပြန်မှာပဲလက်အများကြီးရင်တော့ပူသူ့ပိုးစင်ပြီလေတော့ဟာပလာတာရောစက်သားလည်းအများကြီးပဲဒီပွဲနဲ့တော့ဘိုက်ပြင်မှာမနက်များတော့ကျွန်တော်ရဲ့ favorite food တဲမှာတော့ပါတယ်သုံးနာရဲ့စီချက်လေးလည်းကောင်းတယ်ဒီပုံမှာထည့်ထားရဲ့ကြော်လေးတွေကျွတ်ကျွတ်ရွာလေးနဲ့မိုက်တယ်ပြီးတော့တက်သားလေးလည်းထည့်ပေးထားတယ်ပုံမှန်တုတ်ပုံစံမျိုးတုတ်ပေးထားအောင်နော်တင်ငန်ဆက်တွေနော်ကိုရောမိုက်ကုစင်နံအရွက်တွေထည့်တုတ်တာတော့တွေ့ရတယ်ဒါကတော့ဒီလိုညက်တုတ်တဲ့မှာကုစင်နံအရွက်ထည့်တုတ်တာတော့ကျွန်တော်အခုပထမဆုံးမြင်မှုပါ ကျွန်တော်ပွင့်နေပြောရင်ရောကုစင်နန်းနဲ့မျက်တုံနဲ့အရန်လိုက်ဖက်နေတော့မခံစားရအောင်ဒါပေမဲ့တို့အညာမှာအလိုစားလို့လားမသိဘူးကျန်ရင်စက်သက်လေးတော့နည်းနည်းပြသွားအောင်ပဲ။ဟုတ်တယ်။ဒီအညာပလာတာတုပ်ဆိုလို့ရှင်လို့ရှင်တပွဲကို3000ကျွန်တော်နန်းပြတုပ်က3000နန်းကြီးတုပ်က2500ပဲ။မွေးငါကတော့သူထဲတဲ့အစာပလာပေါ်မှာမူတည်ပြီးတော့ဈေးသွားကြမယ်တဲ့အတွက်အဲ့ဒါတော့ကျွန်တော်ဒီဒီမသိဘူးပေါ့နော်။နန်းကြီးတုပ်လေးဆွဲကြည့်လိုက်။ သုံးဆန်တော်များအဲ့လိုလေးတဲ့ဘက်ကိုတုတ်ကြအများဒါပေမဲ့ဒီဆန်ရဲ့အတုတ်လေးတော်များပေါ့ပေါ်လေးဗျာရတာလေးရသလားနည်းနည်းအငံကိုကြိုက်တဲ့လူကတော့ငံပြရဲတို့ပါတော့နည်းနည်းလေးပို့ပြီးတော့ဥမာချန်ငံဆက်တွေပါတုတ်ထားလိုက်ပါဗျာ2500လဲတန်တယ်ပဲပြောပါမှာတပွဲတပွဲရလဲဘလို့အများကြီးပဲတကယ်တမ်းပဲမုံများများနဲ့တုတ်တာစက်သားနှစ်နဲ့တုတ်ထားတာမဟုတ်ပဲနဲ့သူတို့စီနီစီဝါလို့ခေါ်မှာအဲ့လိုဟာနဲ့တုတ်ထားတာဗျာပဲမုံလဲများတော့စတီကီတော့ဖြစ်တယ်ဗျာစီဝါတော့အရင်တော့ကြိုက်တဲ့နေမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့တော့နဲ့သူကတော့စားလို့ကောင်းဆိုတော့မွေးငါးလေးကျတော့ဆွဲမှာ ကျွန်တော်ရဲ့ favorite food ဆိုတော့ကျွန်တော်ဒီမှာနည်းနည်းအောင်ပွားကုန်ပြီ။အိုးဘဲဦးနဲ့ငဖယ်နဲ့မှားထားတယ်။ဘာမှမထည့်ခင်ကျွန်တော်အရင်ဆွဲကြည့်လိုက်မယ်နော်။ကျွန်တော်မွင်းကားဖရဲဆိုတော့ကျွန်တော်ချစ်နေဆိုပြောတယ်ကျွန်တော်ဘယ်နေရာရအောင်ကျွန်တော်မွင်းကားစားတယ်။ Staycation သွားတယ်၊ Novo Hotel သွားတယ်၊ Pan Pacific သွားတယ်ဗျာ။ Airbnb သွားတယ်။အဲဒီမှာမွင်းကားရှိရင် breakfast ကိုမွင်းကားရှိရင်ကျွန်တော်မွင်းကားထည့်စားတယ်။ တချို့ကကြောက်လည်းအဲ့လိုငါးနံမုံမွေလေးကိုရအဲငါးနံရတဲ့မုံဟင်းကိုကြိုက်တယ်တချို့ကြောက်လည်းအဲ့လိုငါးနံကြီးရနေလို့ရှိရင်နံနေဆိုပြီးထင်ရတာဗျာဒီလိုငါးနံလေးမုံမွေလေးတင်းတင်းပါတဲ့မုံဟင်းကားကိုတော့ကျွန်တော်ပို့ကြိုက်တယ်ပုံမှန်များကျွန်တော်တို့ဒီတခြားမုံဟင်းကားဆိုင်တွေမှာစားရင်မရလေးရတာမရှိဘူးပေါ့နော်ပြွန်ဟင်းရည်လည်းနေတော့ပဲမုံဟင်းကားရရတာ fine မှတ်ပြပေးပါဗျာ hotel quality ရှိရဗျာဒီမုံဟင်းကားမြန်ကောလမ်းမေးမှာရောင်းလဲမုံဟင်းကားပဲ hotel မှာစားလဲမုံဟင်းကားပဲဆိုတာမဟုတ်ဘူးသိချင်တော့အဲ့လို breakfast ကြီးတော့ join ကြီး သူရောင်းနေရလဲ၁၀နှစ်ကျော်ပြီကျွန်တော်ကအစားကြတော့အဲ့လောက်ကြီးတန်းန်းရှိမှန်တော့ကျွန်တော်မထင်ဘူးသူအစားရောင်းတာဒီရဲနာမိုးအိမ်ယာတစ်ပင်လေးအောက်မှာသူရောင်းတာတဲ့သူကလည်းအဲ့အိမ်ယာမှာနေရလို့တော့ပြောတယ်အခုမှသူဒီဘက်လေးကိုပြောင်းဖွင့်တာပေါ့နော်ဝေဒနာလမ်းနေရဲနာလမ်းတောင်းမှာဖြစ်နေတော့မိန်လမ်းမှာရင်ကူတောင်းတော့ဗျာကားရရတော့ခဲရှိရကားကိုတော့အစဉ်ပြင်းနေမှာရက်ခဲ့ပြီးတော့မှလမ်းဆင်းလျှောက်လာခဲ့ကျွန်တော်လည်းအဲ့လိုပဲလားအမိုင် 哎，奶奶了，好，不用的，好，我买，我买啥呀？阿罗，阿来刀啊，你是话，好高的嘛，是呗，阿罗刀刀的好不呢？ စောစောထားတဲ့ငှက်ကအစာဝါတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တော့တော့အစာဝါပါပြီစောစောထားလို့ဒီဆိုင်ကတော့မနက်6နာရီလောက်ဖွင့်ပြီးတော့မနက်9နာရီ10နာရီဆိုကုန်ပြီအဲကြောင့်မို့ bro စောစောထားပြီးလာစားမှာပဲဒီဆိုင်ရဲ့အစားအသောက်တွေကိုစားရမှာပေါ့နော်ကျွန်တော်တို့ဒီအညာပလာတာတုပ်ကို100%ကျွန်တော် recommend ပေးတယ်ပြီးတော့မွေးလာအရန်ကောင်းတယ်ဒီနှစ်ခုကလည်းပဲနေမြန်မြန်နဲ့တုပ်တာနည်းနည်းလေး sticky ဖြစ်တာတော့ကျွန်တော်မကြိုက်တာပါတခြားကြိုက်တဲ့လူတော့ကြိုက်ပါလိမ့်မယ်စားရတာတော့အရန်ကောင်းတယ်အခုဒီနေ့စားသွားတော့ဆိုလို့ရှိရင်တော့ maybe ကျွန်တော်ပြတပွဲကို3000နှုန်းနဲ့ပဲတွက်အောင်1000ထောင်ပဲရှိမယ် တောင်းတောင်ဆိုတာဒါကျွန်တော်၄ဘွဲလောက်ကျွန်တော်မှာစားတာပေါ့နော်တယောက်တည်းစားမယ်ဆိုရင်တော့ဘရိုမနက်စာ၃ောင်နဲ့လုံးဝ ဘိုက်ကောင်းအောင်စားလို့ရတယ်ကျွန်တော်ဒီနေ့လာစားတဲ့ဆိုင်လေးကတော့ကျွန်တော်ဝေဇနာလန်းနဲ့ရဲနာလန်းတောက်မှာတီးရှိရတဲ့ရဲနာမွန်ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့တက်တန်ကတော့ဖွင့်လာတော့10နှစ်ကျော်လောက်ရှိပြီအရင်တော့ဒီရဲနာမွန်အစင်မြင့်အင်ယာရဲ့ဒီဆိုင်းဘုတ်ဘေးနာလေးပေါ့နော်အဲ့တစ်မင်းအောက်လေးမှာဖွင့်လာလို့ပြောတယ်အဲ့တောင်တော့ဆိုင်လေးရဲ့ကျင်းလို့တို့ဒီဘက်ကိုပြောင်းလဲဖွင့်လစ်တာတော့ maybe တလားလောက်ပဲရှိတယ်လို့ပြောတယ်ဆိုတော့ bro ဒီဘက်ကိုရောက်ခဲ့မယ်ဆိုလို့ရှင်တော့ဒီဆိုင်လေးမှာမနက်စာကောင်းကောင်းလေးတွေစားတော့ကြည့်ဖို့တော့ကျွန်တော်အကောင်းဆုံး recommend ပေးခြင်းပါတယ်အခုတော့ဒီဘက်မှာတလောက်နဲ့နှုတ်ဆက်ပြရစီခင်ဗျားတို့ရဲ့စားပေးပါဘာပါ